မင်္ဂလာပါဗျာဒီနေ့ညမှာကျွန်တော်ပြောပြသွားမယ့်တဲ့ရင်ကတော့ဂျပန်ထိရောက်လာပြီးမှတ냐တိုက်တဲ့ဘီယန်နန်သားအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒါသိကြတဲ့အချိန်ပေါ့နော်ဂျပန်မှာလည်းဘီယန်နန်နိုင်ငံသားတွေဒါအများပြားရောက်ရှိလာပြီးတဲ့နောက်မှာဆရာမျိုးစုံဒါစိတ်နေစိတ်ဓာတ်အုံနေဆိုတော့မကောင်းတဲ့သူတွေလည်းပါလာတာပေါ့နော်ဒါကြောင့်မို့လဲနိုင်ငံခြားရောက်တယ်ဆိုတိုင်းနဲ့အထင်ကြီးလို့မလို့ပေါ့နော်တချို့လူတွေစိတ်တက်ကအောက်တန်းကြတဲ့လူတွေလည်းဒါနိုင်ငံခြားကိုရောက်လာတာဂျပန်ကိုရောက်လာတဲ့လူတွေလည်းအများကြီးရှိရပေါ့နော် ဲ့တော့အခုဂျပန်မှာဗီယက်နမ်သားတွေကတော်တော်ကြီးဟိုတာရာဇဝတ်မှုတွေတော်တော်ကျူးလွန်လာကြတယ်ပေါ့နော်အဲ့တော့အခုသတင်းလေးကိုပဲပြောလိုက်အောင်တ냐တွေကနိုင်ငံထွက်ပြီးတော့အလုရှာပွဲစူးစမ်းနေကြတဲ့အချိန်မှာဒီဗီယက်နမ်သားကတော့သူ့ရဲ့နိုင်ငံမှာတော့တ냐တိုက်ဖို့လာတော့မသိဘူးပေါ့နော်ဂျပန်ရောက်မှသူ့နိုင်ငံရဲ့တိတ်ကောက်ရှေ့ပလန်နဲ့တိတ်ကောက်ချနေရလို့ပဲပြောရပါမယ်တမညာနိုင်ငံရောက်တော့မှပဲဒီလိုအချောင်ပတ်ဆံရဖို့လုပ်ခဲ့တဲ့သူ့ရဲ့လုပ်ရက်ကဂျပန်မှာကြံနေတဲ့ BNN တွေအတွက်လည်းအဆက်ရစရာလို့ပြောရမှာပေါ့နော် ဖြစ်စဉ်ကချီပါစီရင်စုနာရီတာမြို့မှာ80အရွယ်လင်မယားနှစ်ယောက်ဒါနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်တယ်။အဲ့ဒီအတွက်ဘီယန်နားနိုင်ငံသားအလုံးမရှိအခိုင်မရှိဒီအမျိုးသားကိုဖမ်းဆီးရမိခဲ့တယ်လို့ရှေ့ကပြောတယ်ပေါ့နော်။32နှစ်အရွယ်ရှိနေတဲ့ဒီဘီယန်နားသားကဂျပန်လင်မယားနေထိုင်တဲ့အိမ်ကိုကျူးကျော်ဝင်ရောက်ပြီးတော့ဒီလင်မယားနှစ်ယောက်ရဲ့ဦးခေါင်းပိုင်းကိုဒါနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။အိမ်ထဲကိုဝင်ရောက်လာနိုင်တာကဒါအင်ရှင်ဂျပန်လင်မယားပို့စာပြောတကားမပိတ်မိရလို့ပါလို့ကြမဟုတ်ဘဲနဲ့ဒီဂျပန်ပြည်ထိလာပြီးတ냐လာတိုက်စားတဲ့ဒီဘီယန်နားသားကအိမ်တကားကိုပေါ့နော်ဖျက်ဖို့ ဒါကရိယာတစားပလာတွေနဲ့ကျူးလွန်ခဲ့တာဆိုပြီးတော့ရှဲကပြောပါတယ်အခုဖန်စီရမိသားတွေဒီဘီယန်နန်သားကတော့အဲဒီကိစ္စနဲ့ပတ်သက်သူလုံးဝမသိပါဘူးဆိုပြောင်းနေနေရပါဘောနော်ရှဲကတော့စစ်စင်းနေပါတယ်ဘီယန်နန်တွေရဲ့ဒီလိုကျူးလွန်မှုများပြားနေချိန်လာချင်းကြောင့်ဒါဂျပန်ပြည်သူတွေကလည်းအဖြစ်လိုက်တဲ့ဘီယန်နန်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 နော်ရှားစင်းမှုတွေကျူးကျူးလွန်လာတဲ့ဘီယန်နန်ဘီယန်နန်ဘီယန်နန်ဆိုပြီးတော့ဂျပန်ပြည်သူတွေထွက်လာမျက်စိစူးစရာကိစ္စဖြစ်လာနေရတဲ့အတွက်ကြောင့်ဒါနောက်ဆုံးရင်ဒီကိစ္စတွေရတယ်နော် ဂျပန်ကုမ္ပဏီကဘီယင်းနဲ့လူမျိုးတွေကိုမခေါ်တာလေဂျပန်ပြည်သူတွေကစန့်ကျင်တာကြုံလာရင်နောက်လာမဲ့ဂျပန်လူမျိုးတွေတော်တော်လေးကိုဒါချက်တဲသွားမယ်လို့သုံးသပ်လိုက်ရပါတယ်ဟုတ်ကဲ့ဂျပန်သတင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်ကတော့အဲ2018ကတည်းက Facebook မှာ Hanasakari Japan ဆိုတဲ့နာမည်နဲ့ဂျပန်သတင်းတွေကိုရှိတယ်။ YouTube မှာလည်း Yukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်သတင်းဗီဒီယိုတင်ဆက်ပေးပါတယ်။ကျေးဇူးတင်ပါတယ်။